verb to be နဲ့ subject verb agreement ပုံစံလေးကိုကြည့်ရအောင် okay ရှင်းမကျွန်မတို့ကြည့်ခဲ့တာကတော့ subject i ပေါ့เนาะ i ဆိုတာတော့ကျွန်တော်ကျွန်မကျွန်ုပ်ငါ okay သူ့ရဲ့နောက်က am လိုက်တယ်ဥပမာ i am hailey ကျွန်မက hailey ပါ i am ရဲ့အတူကောက် contraction form က i'm I'm Hailey များသောအားဖြင့်တော့စကားပြောတဲ့အခါမှာ contraction form ဒီအတူကောက်ကိုပဲသုံးလို့ရှိတယ် subject က he she it ဆိုလို့ရှိရင်နောက်က is လိုက်တယ် is မဟုတ်ဘူးเนาะရှေ့မှာလည်းပြောခဲ့ပြီးပြီအဲ z တို့မဟုတ် z အတန်လေးနဲ့ is is okay ဥပမာ He is 25 years old. သူကအသက်25နှစ်ရှိပြီ။ He နေရာမှာယောက်ျားလေးနာမည်ကျော်ကျော် David John ဆိုလို့ရှိရင်လည်းဒီပုံစံနဲ့ပဲသွားတယ်။ Okay ဥပမာ John is 25 years old. ကျော်ကျော် is 25 years old. Okay သူ့ရဲ့အတူက contraction form က he's he's 25 years old. She is from Spain. သူမက Spain နိုင်ငံကပါ။ ရှိနေရမှာမိန်းကလေးနာမည်ဆူဆူ KD Michelle ဆိုလို့ရှိရင်လည်းဒီပုံစံနဲ့ပဲသွားမယ်။ Okay Michelle is um from Spain. Susu is from Spain. စသဖြင့်ပေါ့။ She is ရဲ့အတူက contraction form က she's she's from Spain. It is 7 years old. ဒါက9နှစ်ရှိပြီ။ it နေရာမှာ the table okay ဇပွဲက9နှစ်ရှိပြီဆိုလို့ရှိရင်လည်း the table is 7 years old ခွေးကလေးဆိုလို့ရှိရင်လည်း the dog is 7 years old okay ဒီလိုအစားထိုးပြီးတော့ပြောလို့ရတယ်ပုံစံကအတူတူပါပဲသူ့ရဲ့အတူက contraction form က it's it's 7 years old subject က you we they ဆိုလို့ရှိရင်နောက်က are လိုက်တယ်ဥပမာ you are honest သင်ကမင်းကယူတာတယ်ခင်ယူကတော့သင်မင်းပေါ့သူ့ရဲ့တူက contraction form က your your honest we are japanese ငါတို့ကဂျပန်လူမျိုးတွေဖြစ်တယ် we ဆိုတာတော့ကျွန်ုပ်တို့ကျမတို့ကျွန်တော်တို့ငါတို့ပေါ့ right သူ့ရဲ့တူက contraction form က where where japanese they are reliable သူတို့ကယုံကြည်စိတ်ချရတယ်အားကိုးစိတ်ချရတယ်ပေါ့ okay um သူရဲ့တူကော contraction form က there okay they ဆိုတာဒါသူတို့ပေါ့ they're reliable ဒီလို subject verb agreement မှန်ဖို့ကအရေးကြီးပါတယ်ကျမတို့ verb to be နဲ့ subject verb agreement ပုံစံတွေကိုကြည့်ခဲ့ပြီးပြီဆိုတော့ grammar practice လေးလုပ်ကြည့်အောင်နော် ဒီမှာ anon ကမိန်းကလေးနာမည်ဖြစ်တယ်ဒါကြောင့် she နဲ့အတူတူပဲ right she is 10 years old နဲ့အတူတူပဲလीရိုက် KD နဲ့ I ဆိုတော့ကျမနဲ့ KD ကဆိုတော့ဒါ we နဲ့အတူတူပဲကျမတို့ကနဲ့အတူတူပဲဒါကြောင့် are from Argentina thank you ဟေးလီနဲ့ဆူကဒါဆက်ဆံရေးကောင်းတယ်ဆိုရင်ဘယ်လိုပြောမလဲ Hailey and Sue ဒါ Hailey နဲ့ Sue အကြောင်းကိုကျမတို့ကပြောနေတာ right အဲ့ဒီတော့သူတို့အကြောင်းကိုပြောနေတဲ့အတွက်ကြောင့် they နဲ့အတူတူပဲဒါကြောင့် they are outgoing thank you မင်းနဲ့ငါကဆိုတော့ဒါငါတို့အကြောင်းကိုပြောနေတာဖြစ်တဲ့အတွက်ကြောင့် are right we are နဲ့အတူတူပါပဲ we are goal oriented ကဲဘယ်နှခုမှန်လဲမသိဘူးเนาะအားလုံးမှန်မယ်လို့မျှော်လင့်ပါတယ်